ိုင်မဲခြင်းပြုမယ်ဆိုရင်ခွန်ခွန်တမမှုရဲ့မြေဝန်းကိုတေချာကြည့်ပြီးသူ့မြေဝန်းမှာမေးမိန်ညှိုးသိမ့်နေတဲ့စိတ်ခံစားမှုမျိုးအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ အရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်မစ်စမြအားလုံးမင်္ဂလာပါတော်လညာခင်းပါခင်ဗျာဒီနေ့ညကျွန်တော်အနေနဲ့ဝန်တာဂုံယူခြင်းချီကျူးဂုံပြူခြင်းနဲ့ ရေထုမနာဖြစ်ခြင်းများခံစားပြီးကျွန်တော်ရဲ့ငင်ငင်ကတငယ်ချင်းတွေနဲ့ကျွန်တော်လည်းဘဝပြီးရေစဲရစုံစည်းခဲ့ကြဘူးတဲ့မိတ်ဆွေတွေကိုအကြံပြုတက်တွန်းစကားတချို့ပြောခြင်းလို့ဒီ live session ဟာဒီဆက်တာဖြစ်တယ်အခုဆိုရင်တွေ့ရပါလိမ့်မယ် internet ဆံမျက်နှာတွေပေါ်မှာ ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေတိုင်းသားဒေါ်လိုင်းတပ်ဖွဲ့တွေအားလုံးပေါင်းစည်းညီညွတ်စွာနဲ့စီအောင်မြင်မှုတွေတခုပြီးတခုမြို့ကြီးတွေတိမ့်ပိုက်နေတာတွေတွေ့ရပါလိမ့်မယ်ခုနကတည်းကကျွန်တော်ကြည့်လိုက်ရတဲ့ကြည်နူးစပွဲမြင်ကွင်းလေးရတော့ကြေးလက်တော့ရလေးတွေ့ရမှာမြို့သိန်းစစ်စင်ကြီးတွေကိုအောင်မြင်စွာဆင်နွှဲပြီးအသက်ရှင်ပြန်လာနိုင်တဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင် ချစ်စပွဲလူငယ်လေးတွေကိုကြေးရွာကနေဥစီဘုံမောင်းပြီးပြီးတော့ကြေးရွာသူကြေးရွာသားတွေကမြွေထွေးမြူးမြူးထူးပျော်ပါးစွာနဲ့ကျူးဆူနေကြတဲ့မြင်ကွင်းရေဘော်လေးတွေကိုယ်တိုင်လည်းယူနီဖောင်းလေးတွေတနက်တွေလွဲပြီးတော့မြူးကြွကခိုပျော်ရွှင်နေကြတဲ့မြင်ကွင်းသူတို့အောင်ပွဲနဲ့ပြန်လာတဲ့ပြည်သူစစ်သားစစ်စစ်ကြီးတွေကိုပြည်သူကမိမိရဲ့ရင်းနှီးသက်ချာတားရရလာတွေကိုတကယ်ကိုလိုက်လဲဝမ်းသာဂူယူစွာနဲ့ ကျိုးဆူနေကြတဲ့မြင်ကွင်းကြည့်ပြီးတော့စစ်သားဟောင်းတယောက်ဖြစ်တဲ့ကျွန်တော်ပီတိအကျော်စိတ်နေအောင်ဖြာမိပါတယ်ဒါမှပြည်သူစစ်သားပြည်သူကိုကာကွယ်ဆောက်ရှောက်တဲ့အတွက်ပြည်သူရဲ့မေတ္တာကိုအပြည့်အဝရရှိတဲ့ပြည်သူစစ်သားပြည်သူစစ်သားတွေရဲ့အောင်ပွဲနဲ့အိမ်အပြန်ကိုဒီလိုမျိုးပျော်ပါမြှုပ်ထူးတဲ့ပြည်သူများရဲ့နှွေးထွေးစွာဂုဏ်ပြုခြင်းလောက်ပြည်သူအပြုံးနဲ့ကျိုးဆူခြင်းခံရတဲ့စစ်သားတယောက်ရဲ့ကြည်နူးမှုဟာဘယ်ခံစားမှုနဲ့မှမလဲနိုင်လောက်အောင်ပြောရှင်စရာရှိပါတယ် ဒါမှန်တဲ့ဘက်မှာယက်တီခဲ့တဲ့မျိုးစစ်တဲ့လူငယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကိုချီးကျူးဂုဏ်ပြုရင်းကျွန်တော်ဘုဘွားနဲ့ရှင်ပြီးကျွန်တော်ကိုယ်တိုင်လည်းပဲပြည်သူ့ကိုကာကွယ်ဆောက်ရှောက်ရန်အတွက်စစ်တပ်လိုခေါ်တဲ့တပ်မတော်တွေကိုဝင်ရောက်အမှုထမ်းခဲ့မှုတဲ့စစ်သားဟောင်းတယောက်အနေနဲ့ကိုချင်းစာတရားနားလည်မှုသဘောတရားတွေကိုလက်ရှိသူ့ကိုယ်သူတပ်မတော်သားလို့ခံယူပြီးတော့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်လက်ပတ်တည်တံ့ဖို့အတွက် ာနာအယိုးရင်လေးရလူရညာအခွင့်ရေးတစုံတရာရလူရညာဆောင်ရွက်နေကြတဲ့စစ်သားအမိခံလက်နက်ကင်လူတစုကျွန်တော်နဲ့ဘွာဘေးအချီနေရငယ်တုန်းကအတူတူပညာသင်ခဲ့ဖူးတဲ့လူတစုကိုအကြံပြုစကားပြောချင်တာပါသူပြည်သူစစ်သားစစ်စစ်တွေကိုပြည်သူတွေကြိုးဆိုနေကြတဲ့အချိန်မှာပဲအခုဆိုရင်စစ်တပ်ထဲက ဖက်စစ်တပ်ထောက်ခံသူအများစုဟာကြိတ်မနှံခဲမရတောက်တခေါက်ခေါက်ဒေါသတကြီးကြီးနဲ့မင်းအွန်လိုင်းကိုမအီလို့လို့ဆဲရမလားဆိုးဝင်းကိုပဲကြိုးခွင်းဆွတ်လို့ပြောရမလားတို့တွေကြိတ်မနှံခဲမရဖြစ်နေကြပါလေ။ဘာကြောင့်လဲဆိုတော့တတ်မှမူအဆင့်ထိခွေးပြေးဝက်ပြေးထွက်ပြေးနေရရုံနဲ့မကတတ်မှမူအပါဝင်အယောက်150လောက်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့ဝိုင်းပတ်ပိတ်ဆို့ဖမ်းဆီးချုပ်နှောင်ထားတဲ့ပုံရိပ်တွေဗီဒီယိုတွေကိုကြည့်ပြီးတို့အသေးကို အနဲ့ထိုးခံရသလိုခံစားနေရတဲ့အခြေဖြစ်ပါတယ်။ဒါပါကြောက်လေ။ပြည်သူတရားလုံးကဒီဗီဒီယိုဖိုင်တွေအောက်မှာဝင်ပြီး comment ပေးတာကိုကြည့်လိုက်ရုံနဲ့တင်ဒီဖက်စစ်မင်းအောင်လှန်ရဲ့စစ်တပ်ကိုပြည်သူတရားလုံးဘလောက်ယွန်ရှာအော်နှလုံးနာနေတယ်ဆိုတာတိတာထင်ရှားမှဖြစ်တယ်လို့စောစောကပြောခဲ့တဲ့ဦးစီဘုံမောင်းနဲ့ကြုံနေတယ်ဆိုတော့ဗီဒီယိုဖိုင်အောက်မှာလည်းပြည်သူတရားလုံးကဘလောက်ချီကျူးထောမနာပြုတ်နေကြလို့ဆိုကြည်ချင်းအဖြစ်အဲ့ဒီဖက်စစ်မင်းအောင်လှန်လက်အောက်မှာခင်မီ စစ်လက်နက်ပစ္စည်းများကိုကင်ဆောင်ပြီးခင်မီစစ်ပညာတွေသင်ကြားထားပေမဲ့တစ္ဆာတရားရင်မာမရှိတဲ့စစ်သားဆိုပေအတုရောင်လူသက်သမားတွေအတွက်ကြည်ကွဲเสียကာလများပဲဖြစ်ပါတယ်။ခုဆိုရင်ပတ်စဉ်52ဆင်းတမမူးဆိုတဲ့ဥပရိယုတ်ရတော်တော်လေးဝမ်းနဲ့ကြည်ကွဲเสียကောင်းတဲ့လူတစ်ယောက်ကိုစိတ်ပရိကြီးလေပြင်းမှာဆွဲလို့ဖန်တီးရမိထားတဲ့ပုံရင်ဟာ ကမ္ဘာသတင်းတွေမှာလည်းဘလူပြန်တယ်လို့ပြည်သူတရားလုံးလဲလက်ခမောင်းခတ်ပြီးတော့အောင်ပန်းခံနေကြပါတယ်လွန်ခဲ့တဲ့၄နှစ်တိတိပဲခိုးမြို့မှာအဲ့ဒီတမခွန်ခွန်ကပဲပြည်သူလူငယ်မျောင်းများစွာအယောက်80ခန့်လို့ကြားသိရပါဒီထက်လည်းပိုနေပါတယ်ရရဆက်ဆက်ဖန်စီနှိမ့်ဆက်လူမဆန်စွာတတ်ဖြတ်ခဲ့တဲ့၄နှစ်တိတိပြည့်တဲ့နေ့မှာအဲ့ဒီခွန်ခွန်ရဲ့တမမူးဆိုတဲ့ဘုံမှုချုပ်ဆိုတဲ့အကောင်ကို ည်သူကာကွယ်တပ်ဖွဲ့ဝင်တွေကအရှင်လက်လက်လက်ရဖမ်းဆီးခဲ့မိခြင်းပေါ်မှာအန်ချီထောမနာပြုနေကြပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဝမ်းသာတယ်ဖက်စစ်အကြမ်းဖက်လက်ပါစီလူတက်ကောင်စိတ်ရစွဲကောင်တယောက်ဖမ်းဆီးရမိတဲ့အတွက်ကြောင့်ဝမ်းသာတယ်ဒါပေမဲ့တစ်ဖက်ကကြတယ်စိတ်မကောင်းဖြစ်မိတယ်ဘာကြောင့်လဲဆိုတော့ဒီ၄၀နှစ်ဆင်းဆိုတဲ့ဘုံမှုချုပ်အဆင့်ဆိုတဲ့အကောင်ကောင်ဟာပြောရရင်တော့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်30လောက်ကတောင်ကွာ 60ခုနှစ်ကနေပြီးတော့68ထိကျွန်တော်နဲ့ဘာပဲပြောပြောစရကတော့မှာတနှစ်တိတိစုံခဲ့ဘူးတာပေါ့ကျွန်တော်က final year ဘာစင်60နှစ်က first year လာရောက်ចောင်းတော်တစ်ခုတော့မှာတူတူတွေ့ခဲ့ကြဘူးတဲ့လူတွေဖြစ်ပါတယ်အဲကျွန်တော်က senior တို့က first year junior ဘာပဲပြော senior ဖြစ်တဲ့ကျွန်တော်တို့ကတင် जा ပဲ့ပြင်ပြီးချင်းကိုတို့ခံယူခဲ့ရတယ် အဲ့တော့ကျွန်တော်အနေနဲ့တဆန်းတလောက်အမှန်နဲ့တရားအတွက်ကောင်းသောအလုပ်များကောင်းသောတင်ကြမှုများကောင်းသောစံနမူနာပြမှုများကိုသာဆောင်ရွက်ခဲ့ပါတယ်ဒါလည်းအခု percent 40 41 42ဆင်းနဲ့တောင်းဆင်းပေါင်းကြီးတိကြပါတယ်ဒါပေမဲ့မဖြစ်လေကြောင်းဆင်းပြီးတဲ့နောက်မှာကိုဂျိုးအတွက်အတအတွက်ယာဒူးအတွက်နေရအတွက်အခွင့်အရေးအတွက်လောပတ်စောအတွက်မိမိဒုတိယနှစ်ဘူလောင်းဘွားမှာ အလံကိုင်ပြီးတော့စူခဲ့ဘူးတဲ့တစ္ဆာတွေကိုမေ့လျော့စန့်ကျင်တာတစ္ဆာဆိုတာဘာလဲလို့ပြန်မေးရတော့အောင်တစ္ဆာတွေပျောက်ခဲ့ကြတာတစ္ဆာပျောက်ခဲ့လို့ပြည်သူရဲ့အမုန်းတွေအောက်မှာအခုဆိုရင် ကြီးစွာသောအတ္တိဒုက္ခရောက်နေကြရတာဖြစ်ပါတယ်အဲကျွန်တော်အနေနဲ့တစ်ဖက်ကလည်းစိတ်မကောင်းဖြစ်ပါတယ်စိတ်မကောင်းဖြစ်တာကဘာလဲတစ္ဆာစောင့်ရမယ့်အလုပ်ကိုတစ္ဆာမစောင့်ဘဲတစ္ဆာဖောက်ခဲ့လို့တစ္ဆာဖောက်လို့တွားရလမ်းကိုမြန်းရတဲ့သူတို့အတွက် စိတ်မကောင်းဖြစ်တာပေါ့ဆိုတော့လက်ရှိအခုဆိုရင်တောင်ပိုင်းတိုင်းတိုင်းမူကြည်တိုက်ကျွန်တော်တို့တပတ်စင်နေတောင်မှမထိုင်နေတယ်အခုလည်းသူလည်းပြုတ်ခံနေပါပြီဆိုတော့တပတ်စင်နေဆင်းခဲ့တဲ့သူတွေကျွန်တော်ဂျူနီယာဖြစ်ခဲ့တဲ့သူတွေအခုတိုင်မူတက်မမူနော်တကယ်ဘုံမှုချုပ်ဘိုချုပ် level တွေကြီးပဲရှိပါတယ်အဲ့တော့မင်းတို့တွေခမရတို့တွေအခုလက်ရှိကြုံနေရတဲ့အခြေအနေကိုအတူချုံမဲစဉ်းစားပြီး မိမိရဲ့စိတ်နှလုံးကိုပြန်လဲစောကြောစစ်ဆေးဖို့အချိန်ကြပြီလားလို့စဉ်းစားကြပါပြည်သူတရားလုံးကလက်မခံပဲအမုန်းအာဃာတကြီးစွာနဲ့နေရာနှက်မှာစန့်ကျင်တော်လှန်တိုက်ခိုက်ခြင်းကိုမင်းတို့ဖက်စစ်တပ်ခံနေရတဲ့အချိန်မှာပဲသဘာဝတရားကြီးကလည်းနူရဝဲဆွဲလဲရတခိုးထောင်းမင်းတို့ကိုမောင်းချတဲ့ပုံနဲ့ညီပြီးတော့တခွင်ပြဲပြဲစင်လှုပ်ခတ်ခဲ့တဲ့ငလင်နဲ့စကိုင်းကအခြေပြုခဲ့တဲ့မဟာငလင်ကြီးကြောင့် ခုဆိုရင်မင်းတို့ရဲ့အုပ်ချုပ်ရန်နေရာကြီးတစ်ခုလုံးလည်းပြုတ်ပြုတ်ပြုံးဒုက္ခတွေလုံးလုံးရောက်နေကြတယ်ခုဆိုရင်မင်းတို့ကိုဆရာထင်ပြီးတခင်လိုကိုးကွယ်ခဲ့တဲ့နန်းစီရီယံဝန်ထမ်းတွေလည်းဆားရမယ်တောက်ရမယ်နေရမယ်ဘဝနဲ့အတိဒုက္ခရောက်နေကြတယ်နိုင်ငံတကာကိုဘလောက်ပဲမျက်နှာပြောင်တိုက်လိမ့်လေပြီးမင်းတို့ဆက်လက်စီမံအုပ်ချုပ်မယ်ဒီနှစ်ကုန်မှရုပ်ကုန်ပွဲကြီးရောင်းကျင်းပမယ်ဆိုပြီးအချိန်ဆွဲဆန့်လိမ့်ညာမယ်ဘလို့ပဲကြိုးစားပါစေအခုဖလန်းမြို့ တော်လန်တိုက်ခိုက်သိမ့်ပိုက်ပြီးပြီအင်းတော်တော်လန်တိုက်ခိုက်သိမ့်ခဲ့ပြီးပြီစကိုင်းဒေသကြီးကိုဝင်ဖို့လမ်းကြောင်းမှန်သမျှကိုတော်လန်တပ်ဖွဲ့အားလုံးကစီမိုးသိမ့်ပိုက်ပြီးပြီဒီအချိန်ဒီမှာမင်းတို့ဘလောက်ထိဆက်ပြီး my us sun နဲ့ဖက်စစ်မင်းအွန်လိုင်းနဲ့စိုးဝင်းလို့ခေါ်တဲ့လူသက်သမားတွေရဲ့အမိန်အောက်မှာဆက်နာခံပြီးနောက်ဆုံးအချိန်ထိမိုင်မဲမှုပြုကြမှာလဲလို့တငယ်ချင်းတို့ကိုမေးကြည့်ချင်ပါတယ် တက်စားလဲကျက်တော့နှစ်တက်စားလဲကျက်တော့ဆက်လက်ပြီးတော့မိုင်မဲသွားဖို့ကြိုးစားကြအောင်ပါတိုင်းပြည်ကိုအခုထက်ပိုပြီးပျက်စီးအောင်ဖြည့်ဆည်းကြအောင်ပါခုဆိုရင် GDP ဆုံးဆုံးထိကျဆုံးသွားပြီနိုင်ငံစီးပွားရေး80ရာခိုင်နှုန်းပျက်စီးသွားပြီနိုင်ငံတကာကလည်းပဲလက်ရှိမင်းအွန်လိုင်းရဲ့အာဏာသိမ်းအစိုးရ အာနာသိန်းအုပ်စုကိုအစိုးရရဲ့လို့အတိမတ်မပြုတ်ဘူးဆိုတာလည်းမင်းတို့သိကြပြီပြီအခုဆိုရင်တမ66တမ99နော်တမ3မရဲ့တမမူတွေကို2ယောက်အသေး1ယောက်အရှင်တကယ်ဒိတ်ဒိတ်ကျဲစစ်တပ်ထဲမှာဆိုရင်ဒီအပူတမတွေ66တို့99တို့နော်အပူတမတွေဟာဒိတ်ဒိတ်ကျဲမာလာပါပြီဆိုတော့စစ်သားတွေကိုစုပြီးတော့တိုက်ခိုက်ချေမုန်း စီဝါတဲ့စစ်သားတွေကြီးစုထားတဲ့တပ်မကြီးဖြစ်တယ်။ဒီတပ်မကြီးတွေရဲ့လုံလုံပြိုကွဲပျက်စီးသွားရုံနဲ့မကတပ်မမူတွေပါအရှင်ဖန်းခံရတဲ့အဆင်ဖြစ်လာပြီဆိုတော့မင်းတို့ရဲ့ဖက်စစ်အကြမ်းဖက်စစ်တပ်ဟာဘလူနီးနဲ့မှမြမပြည်အလယ်မှာရှင်တန်ဖို့လမ်းမရှိတော့ဘူး။မင်းတို့ကတော့ပြောပါပေါ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကိုကြမ်းဖက်သမားရေလို့တမုတ်ပြီးနှိမ့်နှင်းနေရတယ် နိုင်ငံကိုဖျက်ဆီးနေသူမို့လို့နှိမ်နင်းနေရတယ်လို့ဝါဒဖြန့်မှာပေါ့ဒါပေမဲ့ဘသူကနိုင်ငံကိုဖျက်ဆီးနေတာလဲ2020မတိုင်ခင်ထိအေဂျင်တာယာပျော်ရွှင်ပြီးတကယ်ကိုပဲအရှိတောင်အာရှမှာစီးပွားရေးရဖွံ့ဖြိုးတိုးတက်မှုအမြင့်ဆုံးရှိခဲ့တယ်လို့တရားဝင်ကြေညာနိုင်ခဲ့တဲ့လူထုအစိုးရကိုမင်းတို့ဖြုတ်ချပြီးတဲ့နောက်မှာဒီခုခံတွန်းလှန်မှုတွေကယုတ်ချီးပေါ်ပေါက်လာတာဖြစ်တယ်။ဘာကြောင့်ယုတ်ချီးပေါ်ပေါက်လာတာလဲ။ တစ်ဖက်ဖက်ကမှားယွင်းနေလို့ပေါ့ဥပဒေနဲ့မညီဆောင်ရွက်လို့ပေါ့တစ္ဆာတွေဖောက်ဖျက်လို့ပေါ့ပြည်သူတရလုံးကလက်မခံစန့်ကျင်လို့သာပဲတိုင်းနဲ့ပြည်နယ်နေရာနှံ့မှာခုခံတွန်းလှန်စစ်ကြီးပေါ်ပေါက်လာတာပေါ့ဘာကြောင့်မင်းတို့အတင်းတမလက်နက်နဲ့အာဏာသိမ်းပြီးမှဒီလိုပေါ်ပေါက်လာတာကိုနိုင်ငံဖျက်ဆီးတယ်လို့သုံးလို့ရတာလေ2020မတိုင်ခင်ကဒီလူငယ်တွေဟာပညာရေးကောင်းစွာတွင်နိုင်ငံကြီးရဲ့အနာဂတ်ကိုစီရင် တီဆောက်ဖို့အားကျုံးမှန်တဲ့နဲ့ယုံကြည်ချက်အပြည့်ရှိခဲ့ကြတဲ့လူငယ်တွေပါအခုတော့လက်နက်ကိုကင်ဆွဲပြီးမင်းတို့ဖက်စစ်တပ်ကိုဘယ်တော့မှအနိုင်မခံအရှုံးမပေးဘူးကွာအနိုင်နှွှဲမယ်ဆိုတဲ့ယုံကြည်ချက်နဲ့၄နှစ်ခန့်အတွင်းအပြင်းထန်လက်ကျင့်အပြင်းထန်စုပွဲပင်ပန်းဆင်းရဲအမြင့်ဆုံးခံပြီးမင်းတို့တွေကိုမင်းတို့ဖက်စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်ဥပဒေမဲ့မှုတွေကိုငါတို့လက်ထက်မှာတင်းတက်အမြင့်ဖြတ်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့လူငယ်တွေတိုက်ခိုက်လာလို့အခုတတ်မှမှုအဆင့် 来呀！潘子奶奶，听，是爷孙儿见面来，记得。以前嘛，闽南话，阿弟，南安的呀，雅得呢滴。闽南话是永久队，我林爷、大伯阿姐，那么看，常见白片木匠，是永久队，表来表西呢。那么大有，没有难过来，如果会见爸比，就到后面说，李三表兄弟的，那么大姨娘哦，小朵哦，东面哦，我林姐表西来。 တဘာဝကြီးတော့ကတော့မှလက်မခံမင်းတို့ကိုစန့်ကျင်နေရမင်းတို့ဘယ်တော့ထိဆက်လက်မိုင်းမဲကြအောင်မလဲအဲ့တော့တငငချင်းတောင်းနေဖက်တငငချင်းနေထပ်ပြီးနှိုးဆော်ပြရစီအဆုံးဆုံးဒီမင်းတို့မင်းတို့တူးချင်းရဲ့ဂုံသိခါတွေပျက်စီးဆုံးရှုံးချင်းကိုမင်းတို့မချက်ပြီမဲ့မင်းတို့ကြံ့ရင့်ခဲ့မဲ့မင်းတို့သားသမီးတွေမင်းတို့မိဘတွေ မင်းတို့ရဲ့မိသားစုညီကိုမောင်နှမတွေရဲ့ဂုံတိတ်ခါနဲ့မြန်မာပြည်မှာဆက်လက်လူလုပ်ဖို့ခွင်လန်းကိုတော့မင်းတို့တူဦးချင်းရဲ့အတ္တကြောင့်မပယ်ဖြတ်စီသင့်ပါဘူးမင်းတို့ပညာသင်ကြားခဲ့တဲ့မင်းတို့ရဲ့မျက်နှိုးတံမိုးထားသောဂုံဘုတ်တွေကိုမင်းတို့ခြေနဲ့နင်းခြေမပြစ်ခဲ့တဲ့ပါဘူးမင်းတို့ငွေဖွာကြီးပြင်းခဲ့တဲ့နိုင်ငံကြီးကိုတုတ်တန်တစားပြင်ပမာလုံးလုံး ပျက်စီးသွားအောင်ခြေမွမထားခဲ့သင့်ပါဘူးအခုမင်းတို့လုံနေရတဲ့အလုပ်မင်းတို့ခိုင်းစီအမိန်ပေးခံရတဲ့အခြေအနေဟာတိုင်းပြည်အနာဂတ်ကောင်းဖို့တေချာရဲ့လားမင်းတို့စဉ်းစားနိုင်စွမ်းရှိကြမှာပါဖက်စစ်မင်းအွန်လိုင်းဘီလင်းစရာပြောသမျှလုပ်တဲ့မင်းအွန်လိုင်းတမတာယူးနေတဲ့မင်းအွန်လိုင်းနိုင်ငံတကာခေါင်းဆောင်တွေအလဲမှာရှက်ဖွယ်လိလိဂုံတိတ်ခါလုံးဝမရှိတဲ့မင်းအွန်လိုင်း စစ်ခေါင်းဆောင်တယောက်နဲ့လုံးဝမထိုက်တန်တော့ပဲသူ့ဟာသူရာဒီယိုအတင်းပေးပြီးအာနာယူနေတယ်မင်းအောင်လိုက်ကိုချင်းဇာတိတသမိုင်းအရလုံးဝကျင့်ဝတ်ဖောက်ပြန်နေတယ်မင်းအောင်လိုက်တာသမီမိသားစုသူနဲ့ဆရာတပည့်ကောင်းစားဖို့အတွက်ဘုသူချနှင်းရချနှင်းရရရဆက်ဆက်ချနှင်းဖို့အသင့်ဖြစ်တဲ့လောဘငမိုက်သားမင်းအောင်လိုက်ဒီလိုဆိုးရွားမိုက်မဲတဲ့တတ္တဝါရဲ့နောက်လိုက်ဖြစ်မင်းတို့ဘာကြောက်ဘယ်အရာကိုမျှော်ကူပြီး ဆက်လျှောက်လန်းကြအောင်ပါလေအဲ့တော့အခုစတိုင်းကြီးတွေမြို့ကြီးတွေတခုတခုတိမ့်ပိုက်ပြီးချိန်မုံလာတဲ့ပြည်သူတရားလုံးကို အားရဝမ်းသာလက်ခမောင်းခတ်ကြိုးဆူနေကြတဲ့အိုးစီဘုံမောင်းတီးသောလူငယ်လူလတ်ကလေးတွေဟာမင်းတို့ဖက်စစ်တက်ကြီးတီရှိနေသေးတဲ့မင်းတို့ကိုတိုက်ခိုက်ဆန့်ကျင်ပုတ်တင်မဲ့ပြည်သူတစ္ဆေပေါက်တွေကိုတုတ်တင်မဲ့ ပြည့်စစ်သားတွေပဲဖြစ်လာအောင်မှာဖြစ်တယ်။ဒါကြောင့်မင်းတို့အနေနဲ့ရှေ့ဆက်အနာကတ်မနှက်ဖြန်မရှိတော့ဘူး။ဒီတော့ကောင်းဆုံးနည်းလမ်းကတော့မင်းတို့အမှန်နဲ့တရားအတွက်ဥပဒေကိုရင်ဆိုင်ပါ။ပြည်သူကိုဒူးထောက်ဝန်ခံတောင်းပန်ပါ။တာဝန်ရှိတဲ့စစ်ရာဇဝတ်ကောင်စစ်ဗိုလ်ချုပ်အစ်စ်စင်ကိုအရေးယူဖော်ထုတ်နိုင်ဖို့ပြည်သူကာကွယ်ရေးတပ်ပြည်သူရဲချယ်တင်မြောက်တဲ့မြို့သားညီညီရဲ့အဆိုအရ 但是呢，各种各样嘞来对比了，那些小偷加贼子，他把我背起嘞，一三年啊，是背起嘞，一三年嘞，背都里也没得骗嘞，但要拉把布，披的裤裤，下下吧。再来比较，买买进，丢买出样，看看大马木叶，你问我丢下几匹，都没有问马，妹妹，牛队里的，谁看上木苗，没东西买么？嫁给小篮里面是哪个？ အငှားခံစားပြီးမိုက်မဲတဲ့အတိညာအုံနောက်မဲ့သောတတိဆန်တယောက်ရဲ့တွေးခေါ်မှုကိုဒီကနေ့ဆက်ပြီးအဆုံးသတ်လိုက်ပါလို့ငါတိုက်တွန်းလိုက်ခြင်းဖက်စစ်မင်းအွန်လိုင်းနဲ့ဖက်စစ်ဘိုးချုပ်တစုကိုပြည်သူတရားစီရင်မှုရှေ့မှောက်ရောက်အောင်မင်းတို့ပါဝင်ပူပေါင်းပေးမယ်ဆိုရင်မင်းတို့တွေရဲ့အနာဂတ်ကိုစုံတရားကင်းလွတ်ငြိမ်းချမ်းခွင့်ရဖို့ငါဝိုင်းဝန်းစူးစမ်းပေးမယ် တငယ်ချင်းတို့ရှေ့ဆက်မမိုက်ကြနဲ့တော့